မင်္ဂလာပါမျိုးတို့ရေဒီပစွန်ရင်ချက်ပြီးရင်ကျမတငယ်ချင်းတယောက်ရဲ့အလှူသွားပြီးအဲ့ဒီမှာနေကင်းစာစားမှဆိုတော့မေတို့အတွက်ကဒီပစွန်ရင်တစ်ခွက်ချက်ပေးခဲ့မယ်။အော်အလင်းလိုနေပါတယ်ဆိုမှဆနေမဟုတ်ပလင်းကနှိုက်ရတာပါမလား။ Thank <laughs> you. စွန်နေရပါတဲ့ရေတွေခန်းပြီးတော့စီပြန်သွားစွန်ဟင်းချက်တာကိုစောင့်နေရင်းနဲ့စီးစရာရှိတဲ့အိုးတွေခွက်တွေပကံတွေကိုခတ်တတ်ပြီးစီးလိုက်တယ်ခမြန်မြန်လေးချက်လိုက်တာအခုဆိုရင်တော့ပစွန်ဟင်းတစ်ခွက်ချက်ပါပြီ